မင်္ဂလာပါတောက်ကြသားသမီးများတို့2025ခုနှစ်နိုဝင်ဘာလ17ရက်ပိုင်းတွင်ကံကြမ္မာဆိုးကောင်းနှင့်တလားစာဆောင်းရန်ရှောင်းရန်များကို ကျွန်တော်ဖတ်ကြားပေးသွားမှာပဲဖြစ်ပါတယ်။နိုဝင်ဘာလမှာတောက်ကြသားသမီးမိတ်ဆွေတို့ရဲ့ကံလှည့်ပြောင်းဘဝလှည့်ပြောင်းနေတဲ့ကြုံရနိုင်သော ကာလပဲဖြစ်ပါတယ်။ မိတ်ဆွေတို့အနေနဲ့ဒီစတလာပိုင်းတလာတာမှာဒဇိုထိုးလှုပ်လို့သောစိတ်ဂလဲစားချီလို့သောစိတ်သူတပါးကိုတိုက်ခိုက်လို့သောစိတ်တွေလောက်ကင်ခြင်းမျိုးရှောင်ခြင်းတင်ပါတယ် မိတ်ဆွေတို့အနေနဲ့အပြိုင်ဆိုင်အနောက်ရှက်တွေကြားကနေပြီးတော့မိမိရည်မှန်းထားတဲ့အလောက်ကိစ္စအမှန်တမ်းအစဉ်ပြေအောင်မြင်မှုတွေရရှိမယ်။အလောက်တနေရာမှ တနေရာသို့ပြောင်းလဲလောက်ကံရတတ်ပြီးတော့မိမိမရောက်ဘူးသော နေရာဒေသသစ်တွေကို သွားရောက်ရတတ်ပြီးတော့မိတ်ဆွေတို့အနေနဲ့မသွားတော့ဘူးလို့လို့နဲ့ပြက်မလို့ဖြစ်နေတဲ့ခရီးတစ်ခုထွက်ရတတ်ပါတယ်။ ကျွန်တော်ရဲ့တောင်ကြာသားသမီးမိတ်ဆွေတို့အနေနဲ့ဒီစက်တလာပိုင်းကလာတာမှာ လုပ်ငန်းသစ်လုပ်ငန်းနေရာများတိုးချဲ့ပြောင်းလဲရန် ကောင်းသောကာလပဲဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ငွေအသင့်အတင်ဝင်နေပေမဲ့လည်းငွေကြီးကြောင့်ပူပန်ရခြင်းငွေကြီးအခက်အခဲကြုံရခြင်းမိတ်ဆွေတို့အနေနဲ့ထွက်ငွေတွေများနေသောကြောင့်စိတ်ညစ်စရာ ကိစ္စတွေနဲ့ကြုံရတတ်ပြီးတော့ဒီစက်တလာပိုင်းတလာတာမှာငွေကြီးနဲ့ မာဏများသောယင်းဒီမြုံနံနာမျိုးတွေကိုစင်ခြင်းပြီးတော့လောက်ကင်တင်ပါတယ်အချီရီတဦးနဲ့တဦးအယူဆလွဲချော်နေတာမျိုးသဘောထားမတိုက်ဆိုင်တာမျိုးလေးတွေကြုံတွေ့နိုင်ရသောကာလပဲဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့တဦးနဲ့တဦးဆန္ဒတွေထတ်တူမကြပဲနဲ့လမ်းခွဲရတာမျိုးလေးတွေကြုံရတတ်ပြီးတော့တောက်ကြသားသမီးမိတ်ဆွေတွေချစ်သူတဲ့ရရှိတတ်ပါတယ် အိမ်တော်ရှင်များမိမိဘက်ကဘလောက်ပဲကောင်းအောင်နေနေမိမိအိမ်တော်ဘက်ကမိမိအပေါ်မှာအကောင်းမမြင်တာမျိုးအိမ်တော်ကြီးအဆင်မပြေတာမျိုးလေးတွေကြုံရတတ်ပါတယ်မိษွေတို့ရဲ့ပန်းဝင်ခြင်းမှာမိမိရဲ့အိမ်တော်ဘက်ရဲ့အာမခံပေးထားသောအကြောင်းကိစ္စလေးတွေကြောင့်မထင်မှတ်ထားပဲပြဿနာလေးတွေဖြေရှင်းရတာမျိုးလေးတွေကြုံရတတ်ပါတယ် ပညာရေးကံတင်းတင်းနေတော်လဲပဲမိမိစူးစားသလောက်မအောင်မြင်ခြင်းရမှတ်အပေါ်စိတ်တိုင်းမကြားခြင်းနဲ့ကြုံရမယ်။ကျောင်းစာပေါ်မှာပို၍အာယုံစိုက်ပြီးတော့တင်ယူတဲ့ပါလေ။သောကြသားသမီးမိတ်ဆွေတို့အနေနဲ့သင်တန်းကိစ္စတွေအစဉ်ပြေမှုတွေရရှိတတ်ပါလေ။ကျမ်းမာရေးအနေနဲ့စေထိုးစေမာဖြစ်ခြင်းလေထိုးလေအောင်ဖြစ်ခြင်းခန္ဓာကိုယ်လေးလံခြင်း စိတ်မကြည်မလင်ဖြစ်ခြင်းစားသောယောဂဝေဒနာလေးတွေခံစားရတတ်ပါလေအဲ့တော့ကျွန်တော်ရဲ့တောင်ကြာသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ၁၇ပိုင်းတလားဒါမှာအရေးကြီးကိစ္စတွေကိုတွားရောက်ရန် ရှိတဲ့သူတွေဆိုလို့ရှိရင်နှစ်ရက်၈ရက်၁၆ရက်နေတွေမှာအရေးကြီးကိစ္စတွေကိုစောင်ရွက်မယ်ဆိုလို့ရှိရင်ကံတရားရဲ့ထောက်ပံ့ကောင်းတွေအကူအညီကောင်းလေးတွေမိတ်ဆွေတို့လှူဆောင်တဲ့အလုပ်ကိစ္စတွေမှာအဆအဆရရအစဉ်ပြေမှုတွေရရှိစေမှာပဲဖြစ်ပါတယ် အဲ့တော့ကျွန်တော်ရဲ့တောင်းချာသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ၁၇လပိုင်းတလားဒါမှာအရေးကြီးကိစ္စတွေကိုသွားရောက်ရန်ရှိတဲ့သူတွေဆိုလို့ရှိရင်၃ရက်၆ရက်၉ရက်နေတွေကိုရှောင်ရှားတင်ပါတယ်အဲ့တော့မိတ်ဆွေတို့တွေအရေးကြီးကိစ္စတွေကိုသွားရောက်တဲ့အခါမှာမိတ်ဆွေတို့ရဲ့အသုံးစားအဝတ်စားပစ္စည်းတွေမှာနိုးနှစ်ရောင်ကာဂီရောင်ကျက်သွေးရောင်ပါသောလက်ကီကာလာလေးတွေကိုရွေးချယ်ပြီးတော့ဝတ်ဆင်တင်ပါတယ် ဲ့တော့ကျွန်တော်ရဲ့တောင်ကြာသားသမီးမိတ်ဆွေတွေထီဝါသနာပါတဲ့သူတွေမိတ်ဆွေတို့အနေနဲ့ထီကန်ဆန်းကျင်တယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ကန်ဆန်းမဲ့ထီနာမတ်မှာလေးအစာနှစ်စုံပါသောထီနာမတ်တွေကိုရွေးချယ်ပြီးတော့ကန်ဆန်းတင်ပါတယ် အဲ့တော့ကျွန်တော်ရဲ့တောင်းကြသားသမီးမိတ်ဆွေတွေအားလုံးဒီစက်တလာပိုင်းတလာဒါမှာအရေးကြီးကိစ္စเนาะမှန်သမျှကိုလောက်ကင်ဖို့ရှိတဲ့သူတွေဆိုလို့ရှိရင် စီလုံးဝါလို့ပေါ့เนาะလောက်ဆောင်တာမျိုးမဟုတ်ဘဲနဲ့မိတ်ဆွေတို့အနေနဲ့ထိန်းထိန်းသိမ့်သိမ့်လေးနဲ့လောက်ကင်တင်ပါတယ်အဲ့တော့တောင်းကြသားသမီးတွေအနေနဲ့ဒီစက်တလာပိုင်းတလာဒါမှာဘာလောက်ကိုပဲလောက်လို့သတိလေးတွေထားပြီးတော့လောက်ကင်မယ်ဆိုရင်เนาะမိတ်ဆွေတို့အနေနဲ့ အောင်မြင်မှုတွေရရှိစေမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တောင်းကြသားသမီးမိတ်ဆွေတွေအနေနဲ့ဒီစက်တလာပိုင်းမှာငွေချေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အစဉ်ပြေစေဖို့လက်လာပါတွေနဲ့ပတ်သက်ပြီးတော့ရှင်လန်းစေဖို့ဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ယဉ်နီတော်သူဒါမှမဟုတ်လို့ရှင်လဲအစဉ်ပြေတော်သူတူကိုကိုကာကိုလာအချိုရီလက်ဆောင်ပေးပြီးတော့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့ငွေချေးနဲ့ပတ်သက်တဲ့ကိစ္စတွေအစဉ်ပြေစေဖို့လက်လာပါတွေရှင်လန်းစေဖို့ဒါစူးတောင်းပေးရမှာပဲ ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တောက်ကြသားသမီးမိတ်ဆွေတွေအားလုံးဒီစတလာဝိုင်းတလာတာမှာညံ့နေတဲ့ကိစ္စတွေပြေပြောက်ပြီးတော့ကောင်းနေတဲ့ကိစ္စတွေပိုမိုကောင်းတဲ့တက်ကောင်းအောင် ဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့နေအိမ်ဖျားเจ้าဆောင်မှာ ောက်အစဉ်ပြေသောချိန်မှာလှူလို့ရပါတယ်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုအဖြူရောင်ပန်းလေးဖွင့်တဲ့ရေတောက်တော်ရေချမ်းလေးကွက်လှူဒန်းပြီးတော့မိ쇠တို့မှာလိုသောစုတွေကိုတောင်းပြီးတော့ဒါသေးသေးချာချာလေးဒါလှူဒန်းပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တောက်ကြသားသမီးမိ쇠တွေအားလုံးဒီ၁၇လပိုင်းတလားဒါမှာအဆိုးဟူသမျှဝေးလွင်ပါစေကံကောင်းခြင်းမင်္ဂလာဖျားဖျားနဲ့ပြည့်စုံပါစေစိတ်ကြီးချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ မိတ်ဆွေတို့လှုပ်ဆောင်နေတဲ့လုပ်ငန်းဆောင်တာကိစ္စဝါဝတွေတိုးတက်အောင်မြင်ပြီးတော့ငွေကြေးလက်လာဝတွေနဲ့ပတ်သက်ပြီးတော့လည်းပေါ်များစွာဝင်ပါစေလို့ကျွန်တော်ဆုတောင်းမြတ်တာပို့တာရင်စတလာပိုင်းတို့တောက်ကြသားသမီးမိတ်ဆွေတွေအားလုံးတို့တလစာဟောစရံဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲစုံတပ်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်